မင်္ဂလာပါရှင်ဒီနေ့ဆရာမဆက်ပြီးရှင်းပြပေးမှာကတော့ဒီအခန်း6အပိုင်းကိမြမြောက်ချင်းဆိုတဲ့ခေါင်းစဉ်ကစာမျက်နှာ160ကိုပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဆရာမအရင်ကရှင်းပြထားတဲ့ဗီဒီယိုရှိတယ်ကလေးတချို့ကနားမလည်ဘူးပေါ့နော်ပြန်ရှင်းပြပေးပါလို့ပြောထားတာဖြစ်လို့ဆရာမကဒီဆရာမမရရတဲ့အချိန်ယူကိုထုတ်ပြီးတော့မှဒီအပိုင်းလေးကိုပေါ့နော်ဒီစာမျက်နှာ160တမျက်နှာလေးကိုချက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ် ။အဲ့တော့သူကဘာလဲဆိုတော့စီမင်းနေ။အောက်ပါတွက်ချက်မှုဆိုင်ရာစီမင်းများတွင်အပြည့်ကိန်းများဤသူအပအပိုင်းကိန်းများကိုအသုံးပြုလျင်မှန်ကန်ကြောင်းလေ့လာပါမည်တဲ့။ဒီစီမင်းလေးကရှိခအခန်းထဲမှာလည်းလေ့လာထားတာတော့ရှိတယ်။ဒီတစ်ခါကျမတို့ကအပိုင်းကင်းအပိုင်းကင်းနေအစားထိုးပြီးတော့တွေ့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစီမင်းလေးဒီရှေ့မှာတော့အပြစ်ကင်းနေတဲ့အတွက်မှန်ကန်ပြီးပြီ။ နော်အပြည့်ကိန်းတွေအတွက်မန်ကန်ချောင်းကိုလေ့လာပြီးပြီးဒီတစ်ခါကျတော့အပိုင်းကိန်းတွေအတွက်လည်းမန်ကန်ချောင်းကိုလေ့လာပါမယ်အဲ့တော့အပြည့်ကိန်းတွေနဲ့ဆရာမတို့အစားထိုးကြည့်ရအောင်နော်ဒီမှာနှစ်ကိုဆရာမအစားထိုးလိုက်မယ်ဒီမှာသုံးကိုအစားထိုးလိုက်မယ်နှစ်သုံးလေးက6တကယ်လို့သူ့ကိုဆရာမတို့ကလှည့်လိုက်တဲ့အခါမှာသုံးအမြောက်နှစ်လို့ထားလိုက်လို့ရှင်သုံးနဲ့လေးရလဲ6အဲ့ဒါဆိုတော့သူ့ကိုဒီလိုမျိုးလှဲ့လိုက်ရင်လည်းပဲသူဒီမန်ကန်တယ်ဆိုတာကိုပြောတာ ဟုတ်ပြီနော်ဒါကိုအပိုင်းကိန်းမှာဆရာတို့စီမင်းတက်ကိုစပြီးတော့ပြလိုက်မယ်နော်တစ်ခုချင်းစီသွားလိုက်မယ်ဒီမှာဒီဆက်ဝိုင်းလေးက၅ပိုင်း၄ပိုင်းဒီတရိကန်ဒီ၃ပိုင်း၂ပိုင်းနဲ့၂ပိုင်း၃ပိုင်းဆိုပြီးတော့ဒီဒီစီမင်းမှာဆရာတို့စပြီးတော့မှအစားထိုးကြည့်မယ်ဟုတ်ပြီနော်အဲ့ဆိုတော့စီမင်းနံပါတ်၁ကိုဆရာတို့ကဒီစီမင်းနံပါတ်၁ကိုကြည့်မယ်နော်ဒီဆက်ဝိုင်းလေးက၅ပိုင်း၄ပိုင်းတရိကန်လေးက၃ပိုင်း၂ပိုင်းဒီနှစ်ခုကိုဆရာတို့မြောက်မြောက်တဲ့အခါမှာ မလုပ်မလဲဆိုတော့ပိုင်းဝေချင်းချင်းမြောက်မယ်။ပိုင်းခြေချင်းချင်းမြောက်မယ်။ဟုတ်လား။အဲ့လိုမြောက်လိုက်တော့၄နဲ့၄၈၅၃၄၅၅ပိုင်း၈ပိုင်းရတယ်။သူ့ကိုဆိုတော့ရှင်းလို့မရလို့ဒီတိုင်းပဲ၅ပိုင်း၈ပိုင်းဆိုပိုင်းဝေချင်းချင်းပိုင်းခြေချင်းချင်းမြောက်လိုက်တယ်။နောက်တစ်ခုကနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီဘက်က3ခန်း3ခန်းက3ပိုင်း2ပိုင်းသူ့ကိုချိန်လိုက်တယ်နော်။3ခန်း3ပိုင်း2ပိုင်း က်ဝိုင်းကလေးတည်၅ပိုင်း၄ပိုင်းဆိုပြီးတော့သူ့ချိန်ပြီးတော့မှဆံမတော့မြောက်မြောက်တဲ့အခါမှာအပိုင်းကိန်းတစ်ခုမြောက်ရင်ပိုင်းဝေအချင်းချင်းမြောက်မယ်ပိုင်းခြေအချင်းချင်းမြောက်မယ်ဆိုတော့နှစ်လေးလီက၈เนาะပိုင်းခြေမြောက်တော့၃၅လီက၁၅တဲ့ဒါဆိုရင်ဒီနှစ်ခုညီတယ်ဒီနှစ်ခုညီတယ်ဆိုတော့ဆံမညီတောင်းရေးလိုက်မယ်၅ပိုင်း၄ပိုင်းအမြောက်၃ပိုင်း၂ပိုင်းညီမြချင်း၃ပိုင်း၂ပိုင်းအမြောက်၅ပိုင်း၄ပိုင်းဒီမန်ကန်တည်ဆိုတော့ညီတယ်ဆိုတာမန်ပါတယ်လို့ပြောတာ ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ဒီရှေ့တုန်းကတော့အပြစ်ကိန်းတွေအတွက်တွက်ခဲ့တာဒီတစ်ခါအပိုင်းကိန်းတွေအတွက်လည်းဒီစီးမြစ်နံပါတ်1ကမှန်ကန်တယ်နော်နောက်တစ်ခုစီးမြစ်နံပါတ်2ကဘာလဲဆိုတော့ကိန်းသုံးလုံးမြောက်မယ်ကိန်းသုံးလုံးမြောက်တာဟာဥပမာကျွန်တော်တို့ကဒီအပြစ်ကိန်းပဲအစားထိုးကြည့်လိုက်မယ်လွယ်တာလေးတွေပဲနှစ်မြောက်သုံးမြောက်လေးဆိုပြီးတော့ကိန်းသုံးလုံးမြောက်အဲ့လိုမြောက်တဲ့အခါမှာဆီယမ်မားကဒီရှေ့နှလုံးကိုအရင်မြောက်မယ် မြောက်ပြီးမှမှနောက်ကလေးနဲ့မြောက်မယ်ဆိုတော့ဒါကဒီဘက်ကပုံစံမြင့်မြချင်းရဲ့တစ်ဖက်ခါနော်ဆိုတော့နှစ်သုံးလီက6 6အမြောက်၄ဆိုပြီးရတယ်6လေးလီက24ဆိုပြီးရတယ်ဟုတ်လားအဲ့ဒါကိုပဲဆရာမတို့ကဒီဘက်နောက်ညီမြချင်းရဲ့ဟိုဘက်ကဘယ်ညာဘက်မှာပါရှိလဲဆိုတော့ဒီနှစ်ကိုဆရာမနောက်မှပဲမြောက်တော့မယ်၃နဲ့၄နဲ့ကိုအရင်မြောက်လိုက်မယ်ဟုတ်လားအဲ့ခါကျတော့နှစ်ကိုခဏလေးထားလိုက်၃လေးလီက၁၂ စနစ်နဲ့လေက24ဆိုတော့ဒီကိန်းသုံးလုံးမြောက်တဲ့အခါမှာဘယ်ကိန်းနှလုံးကိုပဲအရင်မြောက်မြောက်ဒီအဖြေကအတူတူပဲဟုတ်လားဒီမှာကျတော့ရှေ့ကိန်းနှလုံးမြောက်ပြီးတော့နောက်ကိန်းနဲ့မြောက်ထားတယ်ဒီမှာရှေ့ကိန်းကိုထားလိုက်တယ်နောက်ကိန်းနှလုံးမြောက်ပြီးတော့ရှေ့ကိန်းနဲ့မြောက်လိုက်တယ်ဒီနှစ်ခုဒီတူတယ်လို့ပြောတာဘာမှလည်းမခက်ပါဘူးဟုတ်လားဒါဆိုရင်ဆရာမတို့ကသူပြောတယ်လို့တတိကံအနေနဲ့အစားထိုးပြီးတော့မှတွက်ကြည့်လိုက်၅ဘိုင်း၄ဘိုင်းအမြောက်၃ဘိုင်း၂ဘိုင်းအမြောက်၂ဘိုင်း၃ဘိုင်းဆိုပြီးတော့မှဒီ ဂိတ်သုံးလုံးကိုဆရာမတို့မြောက်မယ်အပိုင်းဂိတ်ရောနော်အဲ့ခါကျတော့ဒါကကျတော့ရှေ့ကနှစ်ခုမြောက်မယ်ဒါကကျတော့နောက်ကနှစ်ခုမြောက်မယ်အဲ့တော့ရှေ့ကနှစ်ခုမြောက်တဲ့အခါမှာလေယာဉ်ကိုဆရာမမေးခွန်းကိုထပ်မပူတော့တစ်ခါလဲသွားလိုက်မယ်ဟုတ်ပြီနော်ဆိုတော့လေးမြောင်နဲ့ဆိုပြီးတော့တွက်လိုက်တော့မယ်လေးမြောင်နဲ့ငါမြောက်တော့ပိုင်းဝေချင်းချင်းမြောက်ပိုင်းချေချင်းချင်းမြောက်ပြီးတော့မှဒီဘက်ကအမြောက်နှစ်ပိုင်းတစ်ပိုင်းဆိုပြီးလို့ရှိရှင် အဲ့တော့ပိုင်းဝေချင်းချင်းပိုင်းချင်းချင်းချင်းမြောက်လိုက်တော့၄နဲ့လေး၈ပိုင်းဝေမှာရှစ်မယ်93လေး15ရှိမယ်ဒီဘက်မှာကျတော့2ပိုင်း2ပိုင်းရှိဒါကိုလည်းပဲမလုပ်ရပါလေပိုင်းဝေချင်းချင်းပိုင်းချီချင်းချင်းမြောက်ရမယ်ရှင်းမြောက်တိ15မြောက်နှစ်ဆိုပြီးတော့ तू ကရှင်းလို့မရအောင်အရှင်းဆုံးပုံစံပြောင်းပြီးတော့မှခြေလို့ရတာတွေမရှိတော့ဒီမှာပဲဆရာမတို့အဖြေထုတ်မယ်8တက်လေးက8 15နဲ့လေးက30ဆိုတော့30ပိုင်း8ပိုင်းဆိုပြီးတော့ရတယ် 30ပိုင်း10ပိုင်းဆိုတော့ဒီမှာဒီမှာမှအရှင်းဆုံးပုံစံပြောင်းလဲရတယ်ဒီမှာပြောင်းလဲရတယ်เนาะနှစ်တလီနှစ်နှစ်လေးလီ10ဆိုပြီးတော့ပြောင်းလို့ရှိရင် summary ရတဲ့အဖြေဒီ4ပိုင်း15ပိုင်းရမယ်တကယ်လို့ summary ကဒီဘက်ရောက်မှအရှင်းဆုံးပုံစံပြောင်းမယ်ဆိုရင်ကြတော့ ဒီနေ့နေ့မှာရှင်းလိုက်ရုံပဲဟုတ်ပြီနော်၄ဘာ15ဘိုင်း၄ဘိုင်းရတယ်ဘာရလဲ15ဘိုင်း၄ဘိုင်းရပြီဟုတ်ပြီဒီဘက်တစ်ချမ်းကိုရှင်းမယ်ဒီဘက်မှာကြတော့ဆရာမတို့က9ဘိုင်း၄ဘိုင်းကိုဒီတိုင်းထားလိုက်တယ်နောက်ကကင်းကိုရှင်းမယ်ဟုတ်ပြီလားနောက်ကကင်းမှာပါရှိလဲပိုင်းဝေချင်းချင်းမြောက်နဲ့မြောက်တဲ့ပိုင်းချေချင်းချင်းမြောက်သုံးဝမြောက်နဲ့အဲ့ဒီအခါမှာဒီမှာရှင်းဆုံးပုံစံပြောင်းလို့ရတယ်နှစ်တလီနှစ်တလီ ဟုတ်လားဒါဆို၃ဘိုင်း၄ဘိုင်းကျန်တယ်အဲ့တော့ကျန်တာပါလဲဆိုတော့ရေးလိုက်အောင်၅ဘိုင်း၄ဘိုင်းအမြောက်ဒီဘက်ကပိုင်းချီမှာ၃ရှိတယ်၃ဘိုင်း၃ဘိုင်းကျန်တယ်ဟုတ်လားအဲ့ဒါကိုပဲစင်မဒီမှာဆက်ပြီးမြောက်လိုက်မယ်၄အမြောက်၁ပိုင်းဝေချင်းချင်းမြောက်ပိုင်းချီချင်းချင်းမြောက်၅မြောက်၃ဟုတ်တယ်လားအဲ့ခါကျတော့၄တလီ၄၅၃လီ၁၅ဆိုပြီးတော့၁၅ပိုင်း၄ပိုင်းရအဲ့တော့အပိုင်းကိန်းတွေကိုဘယ်လိုမြောက်မြောက်ဘာဖြစ်နေလဲအဖြည့်ချင်းကတူနေတယ် ဲ့တော့ဆရာမတော်ကသူ့ကိုညီချောင်းရေးလိုက်မယ်ဒါကြောင့်မလို့၅ဘိုင်း၄ဘိုင်းအများ၃ဘိုင်း၂ဘိုင်းကိုအရင်မြောက်ပြီးတော့မှ၂ဘိုင်း၃ဘိုင်းနဲ့နောက်မှမြောက်ချင်းသည်၅ဘိုင်း၄ဘိုင်းကိုထားခဲ့ပြီးတော့မှနောက်ကဂိန်းနှလုံးမြောက်ပြီးတော့သူ့နဲ့ချက်မြောက်လိုက်ချင်းနဲ့တူတူပဲဆိုရဲဒါစီမြင့်နံပါတ်၁ကမှန်ပါတယ်ပေါ့ရပြီလားဒါအပိုင်းကိန်းတွေအတွက်လည်းမှန်တယ်အပြစ်ကိန်းတွေအတွက်လည်းမှန်တယ်အဲ့တော့ကလေးတို့ကဒုဒမကိန်းတွေအတွက်ကတော့6တန်းရောက်မှတင်ရမှာ grade 6ရောက်မှတင်ရမယ်ဟုတ်ပြီလား စီမင်းနံပါတ်3ကိုကြည့်မယ်စီမင်းနံပါတ်3ကကြတော့ခွင်းထဲမှာကိန်းနှလုံးရှိတယ်เนาะသူကကြတော့ပေါင်ထားတယ်ပေါင်ထားတဲ့ကိန်းဒီဘက်မှာမြောက်ထားတယ်မြောက်ထားတာဒါဆရာမကရှေ့မှာရှင်းခဲ့တော့ကလည်းပဲကောင်းကောင်းလေးပြောထားပေးတာအဲ့ဒီကလေးကစီမင်းကိုဒီဒီအခန်းကားထဲမှာပေါ့နော်စီမင်းကိုနားလဲလို့ရှိရင်အပိုင်းကိန်းဖြစ်နေပါစေတသမကိန်းဖြစ်နေပါစေကိုကရရတော့မှာဟုတ်ပြီနော်အဲ့ခါကျတော့ဒီမှာဒီကိန်းဒီခွင်းထဲမှာပေါင်ထားတယ် ဒီမှာကဒီကင်းရမြောက်ထားတယ်။သူဒီဒီအဆက်ဝိုင်းဆိုတဲ့ကင်းရဒီနှစ်ခုစလုံးကိုမြောက်တယ်ဆိုတာသိရမယ်။အဲ့ခါကျတော့ဒီတတိကံကိုလည်းလာမြောက်မယ်။နော်ဒီမှာတစ်ပိုင်းဒီဘက်က၄ဒေါကိုလည်းလာမြောက်မယ်။တစ်ပါတစ်ပိုင်းဂျားရဲရကျတော့သူကလက္ခဏာအပေါင်းဆိုတော့အပေါင်းပဲဖြစ်မယ်။ဟုတ်ပြီနော်။ဒီရကျတော့ဒီဂွင်းထဲမှာကနှုတ်ထားတယ်။ဒီအပြင်မှာရှိတဲ့ဆဝိုင်းကလေးကဒီနှစ်ခုစလုံးလာမြောက်မှာဆိုတော့အဝိုင်းကလေးကတတိယကံကိုလည်းလာမြောက်မယ်အော် sorry ဟုတ်ပါတယ်အဝိုင်းကလေးကဒီမှာ3 gain ကိုလာမြောက်မယ်ဒီအဝိုင်းကလေးဒီဒီ၄ down ကိုလည်းလာမြောက်မယ်မြောက်ပြီးတော့မှဒီအလဲထဲမှာလက္ခဏာကအနှုတ်เนาะဆ iam ကဒီရှေ့မှာရှင်းခဲ့တော့ GeForce အုပ်ကိုပါကိုးကားပြီးတော့မှရှင်းထားတာရှိတယ်ကလေးတို့ကဒီအခန်းကားကိုလည်းပြန်သွားပြီးတော့နားထောင်ကြည့်လိုက်စီမင်းသားလေလို့ရှိရင်ဒီအပိုင်းဂိမ်းပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ပေါ့เนาะဂိမ်းတွေဘာတွေပဲဖြစ်နေပါစေရသွားမှာဟုတ်လားကဲဒါဆိုရင်ဆ iam တို့ကဒီစီမင်းသုံးကိုစပြီးတော့မှဆန်းကြည့် ဒီမှာဆက်ဝိုင်းနေရာမှာပါရှိလေ၅ဘိုင်း၄ဘိုင်းအမြတ်တိကဲနေရာမှာ၃ဘိုင်း၂ဘိုင်းအပါ၂ဘိုင်း၃ဘိုင်းဆိုရရှိဒါကိုအရင်ဆုံးရှင်းမယ်ဒီဘက်အပိုင်းကိုရှင်းမယ်ဒီဘက်အပိုင်းကိုရှင်းမယ်ညီသလားဆိုတာကိုကြည့်မှာတော့ပေါ့တယ်နော်အဲ့ခါကျတော့ဆရာမတို့ကဒီခွင်းကိုအရင်ရှင်းရလိမ့်မယ်ခွင်းကိုရှင်းဖို့ရန်အတွက်ပိုင်းချေညီရလိမ့်မယ်ဟုတ်လားဆိုတော့ပိုင်းချေဒီဆရာမတို့ပိုင်းချေညီတဲ့အဆင့်တွေကိုတစ်ခါတည်းပဲကြော်လိုက်မှဖြစ်တဲ့အတွက်ကြောင့်မလို့3 4 6 2 3 4 6ဆိုတော့အကြမ်းထဲမှာစဉ်းစားမယ် ဟုတ်လားဘိုင်းခြေ600အောင်ဆိုတော့ဘိုင်းခြေကိုနှစ်နှစ်မြောက်ဘိုင်းဝင်ကိုလည်းပဲနှစ်နှစ်မြောက်ပဲတစ်အမြောက်3ဆိုတော့ဘယ်လိုရသွားလဲ3နဲ့4 6နှစ်နဲ့4 4 2 3 4 6 1တက်လေး1ဆိုပြီးရတယ်အဲ့ခါကျတော့သူ့ကိုဆက်မတော့ဘာလို့လိုက်ရုံပဲလေပေါင်းလိုက်မယ်ပေါင်းလိုက်မယ်နော်အဲ့တော့5ဘိုင်း4ဘိုင်းအမြောက်ဒီဘက်ကဘိုင်းခြေက6 4အပေါင်း1ကငါဟုတ်ပြီနော် အဲ့တော့ server ဒီမှာတက်သုံးလေရာသုံးဖြစ်ရမယ်။အဲ့ခါကျတော့လေးရပေါင်း3က9ဆင်ပြရရတယ်။ဒါဆိုရင်ဒီအဆင့်ကိုရောက်သွားပြီဆိုလို့ရှိရင် server တော့မလုပ်တော့မလဲ။ပိုင်းဝေချင်းချင်းမြောက်ပိုင်းချီချင်းချင်းမြောက်သွားမယ်။ဟုတ်လား။အဲ့ခါကျတော့သူ့ရဲ့ပိုင်းဝေကလေးရမြောက်9ပိုင်းချီက9မြောက်6ကဲအရှင်းဆုံးပုံစံပြောင်းလို့ရတယ်။နှစ်နယ်လီ၄နှစ်သုံးလီ6ဒါပြင်မရတော့ဆိုဆရာမသူ့ကိုမြောက်လိုက်မယ်2944 935 ဟုတ်လားအဲ့တော့ဆရာမတို့ဘလောက်ရလဲ15ဘိုင်း14ဘိုင်းရဒါသည်ညီမချင်းရဲ့ဒီဘက်တစ်ဖက်ကိုရှင်းလိုက်တူတလားဆိုတာကိုဆရာမတို့ကပေါ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကတော့15ဘိုင်း14ဘိုင်းရသွားပြီဒီဘက်ကိုအရင်စဉ်းစားကြည့်မယ်ဒီဘက်ကိုစဉ်းစားကြည့်မယ်ဆိုတော့သူကမြောက်ဝင်မြောက်တော့မှာဒီ9ဘိုင်း4ဘိုင်းဒီ3ဘိုင်း2ဘိုင်းကိုလည်းမြောက်မယ်9ဘိုင်း4ဘိုင်းဒီ2ဘိုင်း2ဘိုင်းကိုလည်းမြောက်မယ်ဂျားထဲမှာသူရှိတဲ့လက္ခဏာလာမယ် ဟုတ်လားအဲ့ခါကျတော့ဒီမှာဆံမတော်ကဆက်ပြီးတော့မြောက်သွားလိုက်တော့မယ်နော်သူကမြောက်မယ်ဆိုတော့ပိုင်းဝေချင်းချင်းမြောက်ပိုင်းချီချင်းချင်းမြောက်ဒါတစ်ပိုင်းလက္ခဏာကြားထဲမှာကအပောင်းဒီဘက်ကလည်းပိုင်းဝေချင်းချင်းမြောက်ပိုင်းချီချင်းချင်းမြောက်ဆိုတော့သူကအရှင်းဆုံးပုံစံပြောင်းစရာမရှိဘူး၄နဲ့၄၈၅၃၄၅နာ၅နဲ့၄က၁၀ လေးတလီကလေးကဲဒီနှစ်ခုကိုဆရာမတို့ကပေါင်းရလိမ့်မယ်ပေါင်းတော့သူ့ကိုပိုင်းချေသူ့ကိုပိုင်းချေဘယ်လောက်ထားမလဲဆိုတာမစင်စားခင်မှာဒီမှဒီသူကအရှင်းဆုံးပုံစံပြောင်းလို့ရတယ်နော်နှစ်တလီနှစ်နှစ်နယ်လီလေးဆိုတော့ဘယ်လောက်လဲ9ပိုင်း2ပိုင်း9ပိုင်း2ပိုင်းဆိုပြီးတော့ရပြီအဲ့ဒီခါကျတော့ဆရာမတို့သူ့ကိုပိုင်းချေကြီးပွင့်ရအတွက်9ကိုပဲ3နဲ့မြောင်းမယ်သူ့ကို3နဲ့မြောင်းမယ်ဟုတ်လားအဲ့ခါကျတော့ဆရာမတို့တစ်ခါလေးပေါင်းလိုက်မယ်နော် 15ဘိုင်း10ဘိုင်းရှိတယ်ဒီဘက်မှာဒီမှာအပေါင်း934က15နှစ်34က6ရလားဆိုတော့ဘိုင်းချင်ညိလိုက်ပြီဘိုင်းချင်ညိလိုက်ပြီဆိုတော့ဆရာမပေါင်းလိုက်တော့မယ်နော်ဆရာမနေရာခြံထားတာလေးကနှဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်ပြေတယ်လို့လေးသက်ပြတာဖြစ်တယ်ရှေ့ကဗီဒီယိုကိုလည်းတစ်ချက်ကြည့်ကြည့်ပါရှိရ6ရပေါင်းလိုက်တော့ဘလောက်ရလဲ14ပေါ့ဆိုတော့15ဘိုင်14ဘိုင်ဆိုရတယ်ဒီမှာလည်းပဲ15ဘိုင်14ဘိုင်ရတယ်အဲ့ခါကျတော့ဒီဒီဘက်ကဒီပုံစံကို ဒီရှင်းလိုက်တော့လဲ15ဘိုင်း14ဘိုင်းရတယ်ဒီဘက်မှာလည်းပဲ15ဘိုင်း14ဘိုင်းရဆိုစီမင်းသုံးကက်လေဘာဖြစ်တယ်လဲဆိုတော့မန်ကန်နေပေါ့ရပြီနော်ဒီမှာညီကြောင်ဆင်မရေးထားတယ်နောက်တစ်ခုစီမင်းလေးရကြတော့နှုတ်မယ်ခုနကပေါင်ထားတာဒီတစ်ခါနှုတ်မယ်ဆိုတော့9ဘိုင်း4ဘိုင်းကဒီတိုင်းထားဂွင်းကိုအရင်ရှင်းဂွင်းကိုရှင်းမှဖြစ်တဲ့အတွက်ကြောင့်ခုနကလိုပဲ6ဘိုင်းနော်ဒီမှာ3ဝင်နှစ်နဲ့မြောက်နှစ်ကို3နဲ့မြောက်ပိုင်းဝေကိုလည်းနှစ်နဲ့မြောက်ဒီဘက်ကပိုင်းဝေကို3နဲ့မြောက် 346နှစ်နဲ့44နှစ်346နှစ်343ဆိုပြရတယ်။အဲ့ဒါကိုမှဆရာမတို့က၅ဘိုင်း၄ဘိုင်းအမြောက်6ဆိုပြီးတော့၄တဲ့က3ကိုနှုတ်တော့1ဆိုတော့ပိုင်းဝေချင်းချင်းပိုင်းချင်းချင်းချင်းမြောက်လိုက်မယ်။၄အမြောက်တဲ့က၄96၄က30ဆိုတော့ဒီရောက်မှအရှင်းဆုံးပုံစံပြောင်းရင်လည်းရတယ်။တခါလည်းပဲပြောင်းချင်လည်းရတယ်ဟုတ်လား။ဆိုတော့နှစ်နဲ့လေးလေးနှစ်25လေး30ဆိုတော့25ဘိုင်း2ဘိုင်းဆိုပြရတယ်။ဟုတ်လား။ ဲ့ဒီတော့နောက်တစ်ဆင့်ကိုတက်မယ်အဲ့တော့ဒီရှင်းတာတွေကကလေးတို့ရပြီဒါဘယ်လိုရှင်းရှင်းရတယ်ဟုတ်လားเออดีဒီမာမာမအရှင်းဆုံးပုံစံပြောင်းချင်လဲရတယ်ဒီမာမာမပြောင်းချင်လဲရကဲဒါကကြတော့ဒီဘက်ကိုအရင်မြောက်မယ်ဒီဘက်မှာအရင်မြောက်မယ်မြောက်ပြီးမှကြားထဲမှာနှုတ်ဟုတ်လားဒီ၅ဘိုင်း၄ဘိုင်းဒီသူ့ကိုလည်းလာမြောက်မယ်သူ့ကိုလည်းလာမြောက်မယ်ဟုတ်ပြီလားအဲ့တော့မြောက်လိုက်မယ်လေးရမြောက်နဲ့ဆရာမမင်းကိုထပ်ပြီးဒီဘက်မှာမကူတော့ပါဘူးညီမချင်းရဲ့တစ်ဖက်မှာဟုတ်ပြီလားအနှုတ် လေးတလီလေးငါမြောက်အော်ဆိုလေးရမြောက်တိငါမြောက်နဲ့ဆရာမအစ်စ်နေကြော်ရင်နဲ့အတော်လေးကြော်ချင်နေပြီဆိုတော့ဒီမှာရှင်းစံပုံစံပြောင်းလို့ရလားကြည်လိုက်မယ်မရအောင်နော်မရတော့၄နဲ့၄ရှစ်၅၃၄၅အနုဒီမှာရလားဆိုရတယ်နစ်တလီနစ်နဲ့လေးဆိုတော့၅ဘိုင်း၅ဘိုင်းခုနလိုပဲသူ့ဆရာမတို့ဘိုင်းချင်ကြီးတဲ့အခါမှာ၅၅ထားလို့ရတယ်ပုံဘိုင်းချင်၅ကို၃နဲ့မြောက်မယ်နစ်ကိုလည်း သုံးနဲ့မြောက်မယ်အဲ့ဆိုတော့အဲ့ဒီအဆင့်ကိုတခါလေးသွားမယ်15ပိုင်း8ပိုင်းအနုဒီမှာမှာ9 3 4 15လေ3လေ6ကဲလုတ်လိုက်တော့မယ်ပိုင်းချိန်တူရင်လုတ်လိုက်တော့15 8ထဲက6ကိုလုတ်လိုက်တော့15ပိုင်း2ပိုင်းရတယ်ဆိုခုနကလည်းစံပေါင်းညီမြချင်းတစ်ဖက်ကိုရှင်းတာ15ပိုင်း2ပိုင်းဒီဘက်မှာလည်းပဲ15ပိုင်း2ပိုင်းဆိုဆီယမတို့ရဲ့ဒီစီမင်းနံပါတ်4ကလည်းမှန်ကန်တယ်ပေါ့ဟုတ်ပြီလား ကဲဒါဆိုရင်ဇမတို့ကဘာလုပ်ပေးရမှာလဲဆိုတော့ဒီမှာသူဆက်ဆေးပါဆိုတော့မှန်သွားပြီသူချက်မှုဆိုင်ရာစီမင်းသည်အပိုင်းကင်းရဲ့အတွက်လည်းမှန်ကန်တယ်ဟိုရှိမှာတော့ဆိုတော့အပြစ်ကင်းနေအတွက်တွေ့လာတာနော်အဲ့ခါကျတော့အခန်းငါမှာတော့ဇမတို့ကတသမကင်းနေအတွက်တွေ့လာတယ်နော်အပြစ်ကင်းနေအတွက်လည်းတွေ့လာတယ်နော်အဲ့ခါကျတော့ဒီ D4 မှာကလေးကလည်းဒီစီမင်းနေကအများကြီးတွေ့ထားတာရှိတယ်ဆိုတော့ အာဒီတချို့ကလေးတွေလည်းကလေးမရဘူးဆိုရင် GeForce ကိုလည်းနည်းနည်းလေးကိုကကြည့်ပါအဲ့တော့ဘာမှလည်းမခက်ပါဘူးဟုတ်ပြီလားအဲ့တော့ဒသမကိန်းရဲ့အတွက်လည်းမန်ကန်ပြီဒီမှာဆင်းမြင်နေသည်အပိုင်းကိန်းရဲ့အတွက်လည်းမန်ကန်သွားပြီဆိုလို့ရှိရင်ဆရာမတို့ကဒီမှာတွတ်ခိုင်ထားတာရှိဒီစင်းမြင်းတွေကိုသုံးပေးပါလို့ပြောထားတယ်။တချမ်းမှုဆိုင်ရာစင်းမြင်းကိုသုံးပြီးတော့လွယ်ကူတဲ့နည်းနဲ့တွက်ပါလို့ပြောတဲ့အခါမှာဆရာမတို့ကစင်းမြင်းတက်ကတော့တိတ်ပြီးသုံးလို့မရှိဘူးနော်။ ဆီယမ်မာအစီမင်းတက်ကိုသိပြီးတော့မသုံးစေချင်ဘူးအဲ့တော့ဆီယမ်မာကဘာလို့ရမှာလဲဆိုတော့နှစ်သုံးလေးကိုအဓိကသုံးမယ်အဲ့လိုသုံးတဲ့အခါမှာနှစ်မှာနော်ဒီဘက်ကညီမြချင်းကိုဒီလိုပေးထားတယ်မိခွန်းထဲမှာ question မှာဒီလိုပေးထားလို့ရှင်ဒီဘက်ကိုပြောင်းတွက်နော်ပြောင်းပြီးတော့တွက်ပေးလိုက်ဒီလိုပေးထားလို့ရှင်ဒီဘက်ကိုပြောင်းတွက်အဲ့ဒါမှအစီမင်းသုံးတယ်လို့ခေါ်တာဒီလိုပေးထားလို့ရှင်ဒီဘက်ကိုပြောင်းတွက်တကယ်လို့သူကဒီဘက်ကပုံစံပေးထားတယ်ညီမြချင်းရဲ့ညာဘက်ကပုံစံပေးထားတယ်ဆိုရင်ဒီဘက်ကိုချိန်တွက်လိုက် ဒီဘက်ကိုပြောင်းသွင်းလိုက်နော်ဒီဘက်ကိုပြောင်းသွင်းအဲ့ဒီခါကျမှဆံမတော်ကစီမင်းကိုတုံးတယ်လို့ဆိုလိုတာမပေါ့လားကဲဒါဆိုရင်ဆံမတော်စတွတ်တော်မယ်ဒါဒီစီမင်းနံပါတ်1စီမင်းနံပါတ်1ဟုတ်လားဒါဒီစီမင်းနံပါတ်3ဒါလည်းဒီမှာအပေါင်းနဲ့ပေးထားတာဆိုစီးမြင့်နံပါတ်3ဆက်မပြောထားတယ်ညီမချင်းရဲ့တစ်ဖက်ဘက်ဘက်ကိုပေးထားရလဲဆိုတာတိချာကြည့်မယ်သူ့ပေးထားတဲ့ဘက်ကလည်းတခြားဘက်ကိုဘာလို့ပေးရမလဲပြောင်းပေးရမယ်ဟုတ်လားဒါဆိုရင်ဆက်မတော့ကဲတွတ်တော်မယ်စီးမြင့်နံပါတ် နှစ်ကိုပေးထားတယ်။စင်းမြင့်နံပါတ်1မှာဆံမတော့ကိန်းသုံးလုံးမြောက်တယ်။ကိန်းသုံးလုံးမြောက်လို့ရှိရင်ဒီရှေ့နှလုံးမြောက်ပြီးတော့နောက်တစ်လုံးနဲ့မြောက်ချင်းတွေနောက်ကနှလုံးမြောက်ပြီးတော့ရှေ့တစ်လုံးနဲ့မြောက်ချင်းနဲ့တူတူပဲဆိုတာသိခဲ့တယ်။နောက်ဆိုဆံမတော့ဒီဘက်ကပေးထားလို့ရှိရင်ဟိုဘက်ကိုပြောင်းတက်มาဖြစ်တဲ့အတွက်ကြောင့်မလို့ဟုတ်ပြီနော်ဒါကိုထားခဲ့လိုက်တော့မယ်ဒီတစ်လုံးကိုထားခဲ့လိုက်တော့ဟိုဘက်ကိုသွားမယ်၈ဘိုင်း၉ဘိုင်းနဲ့ ဘိုးပိုင်းရှစ်ပိုင်းနဲ့ကိုအရင်မြောက်ဆရာမတို့စီမင်းတုံးလိုက်ပြီအဲ့ဒီခါကြမှာစီမင်းကိုတုံးတယ်လို့ခေါ်တာဟုတ်ပြီနော်အဲ့တော့ကလေးတို့နားလဲရမှာဒီဘာလဲဆိုတော့ညီမချင်းရဲ့ညာဘက်ကိုပေးရင်မဲဘက်ကိုပြောင်းပလိုက်မယ်အဲ့ဒါပေးရင်ဆက်သွက်သွားမယ်တကယ်လို့ဒီလိုပုံစံပေးရင်ဒီဘက်ကိုပြောင်းမယ်ဆက်သွက်သွားမယ်အဲ့ဒီခါကြမှာဆရာမတို့ကဘာလို့တလဲစီမင်းကိုတုံးတယ်လို့ခေါ်တာဟုတ်ပြီနော်ကြည့်ဒါဆိုရင်ဒီခွင်းကိုရှင်းတော့မယ်ပထမဦးဆုံးလက်သေးခွင်းနဲ့ပေးထားလို့ရှင်ခွင်းကိုရှင်းပေးရတယ် ဆိုတော့သူကပါလဲမြောက်ပေးရမှာပေါ့ပိုင်းဝေချင်းချင်းမြောက်ရဲ့ပိုင်းချေချင်းချင်းမြောက်လက်ဒီမှာဘာလို့လို့ရလဲအရှင်းဆုံးပုံစံပြောင်းလို့ရတယ်ရှစ်တလီရှစ်ရှစ်တလီရှစ်ကိုးတလီကိုကိုးတလီကိုဆိုပြီးတော့ဒါဆိုတော့ခုနှစ်ပိုင်း6ပိုင်းအမြောက်ပိုင်းဝေမှာပါရှိလဲတင်းမြောက်တစ်တင်းမြောက်တစ်ပိုင်းချေရလို့တင်းမြောက်တစ်ဆိုဘာရလဲတစ်ပဲရနော်တပိုင်းတပိုင်းနေရေးစရာမလိုပါဘူးအဖြေဒီဘယ်လောက်ရမလဲဒါဆိုရင်ခုနှစ်ပိုင်း6ပိုင်းကဲဒါဆိုပို့လွယ်သွားတာပေါ့ ဟုတ်လားစီမင်းကိုတုံးတယ်ဆိုတာဘာဖြစ်စီကျင်တာလဲဆိုရင်လွယ်စီကျင်လို့စီမင်းကိုတုံးတာကခခွေးဒီစီမင်းနံပါတ်3စီမင်းနံပါတ်3ကသူကဒီလိုပုံစံပေးထားတယ်ကိနှလုံးပေါင်းတယ်ဒီမှာအပြင်ကအမြတ်ဒါဆိုရင်ဆံမတို့ဘာလုပ်ပေးမလဲညီမကြီးရဲ့တစ်ဖက်ကိုပြောင်းသွက်ပေးမယ်ဆက်နှစ်ဒီသူ့ကိုလည်းမြောက်မယ်ဆက်နှစ်ဒီသူ့ကိုလည်းမြောက်မယ်ဟုတ်တယ်လားလွယ်လွယ်လေးပါကျေရဆလို့ရှိရင်ဆရာမတို့စပြီးတော့မြောက်လိုက်တော့မကြားထဲမှာလက္ခဏာကြတော့အပေါဟုတ်ပြီနော်အဲ့တော့၃ဘိုင်း၃ဘိုင်းအမြောက်၁၂ ဒါကဒီဘက်ကတစ်ဖက်၃ဘိုင်း၃ဘိုင်းနဲ့ဆက်လက်နေမြောက်မယ်ပြီးရင်အပောင်း၄ဘိုင်း၃ဘိုင်းအမြောက်ဆက်နေကြရရောဒါဆိုရင်ဒီမှာရှိတဲ့အပြည့်ဂိမ်းနဲ့အပိုင်းဂိမ်းနဲ့မြောက်တဲ့အခါမှာအပြည့်ဂိမ်းဒီပိုင်းဝင်မှာသွားမြောက်တယ်နော်ဒါရှိကသင်ကန်းစာမှာသင်ခဲ့ပြီးသားဆိုတော့တည့်အမြောက်ဆက်နေနော်ပိုင်းချီရတော့ဒီရလဲပဲ၃အမြောက်ဆက်နေပိုင်းချီကလေး ကဲဒါဆိုရင်ဒီလောက်ရပြီဆိုရင်ဆမရောရှင်းဆုံးပုံစံပြောင်းလို့ရတယ်3တလီ3 3လေးလီ7နဲ့4တလီ4 4 3လီ7နဲ့ဟုတ်လားဒါဆိုပိုက်ချိန်မှာတစ်ရှိတယ်ဆိုဆမရောဒီတစ်ကိုစဉ်းစားကြရမလို့တော့တစ်လေးလီက4အပေါင်း33လီရာကိုကိုအပေါင်းလေးဒီဘလောက်လဲ73ဒါဆိုရင်ရပြီပေါ့ဟုတ်လား နောက်တစ်ခုကငငယ်ငငယ်ဒီဆံမလို့စီးမြင့်နံပါတ်3ပဲနော်အပေါင်းပေးထားရဲ့စီးမြင့်နံပါတ်3တူတီကြီးမြချင်းရဲ့ညာဘက်ကိုပေးထားတယ်ဒီပေါ့ပေါ့လားမြမြချင်းရဲ့ညာဘက်ကိုပေးရင်ဟိုဘက်ကိုပြောင်းသွက်မယ်ဟိုဘက်ကိုပြောင်းသွက်မှာဆိုတော့ဒီမှာအမြောက်ခွန်တူနေတာပါရှိလဲဆိုတော့ကြည့်လိုက်အမြောက်7ဆိုတော့မတူတူတာလေး6ပိုင်း9ပိုင်းတူတယ်ဒီဘက်မှာ6ပိုင်း9ပိုင်းဒီဘက်က6ပိုင်း9ပိုင်းတူတာကိုဆံမလို့ကအပြင်ကိုထုတ်မယ်တူနေတာဒီပါလဲဆိုတော့6ပိုင်း9ပိုင်းရဲ့အမြောက်ကိုပါတစ်ခါလဲထုတ် နော်ဂျားထဲမှာဘာမှမကျန်တော့6ပိုင်း9ပိုင်းနဲ့နော်တချို့ကလေးတွေကဒီနန်းလေးရနေဟိုဘက်ကိုပြောင်းတော့ဟာအတော်လေးခက်နေတာသူကျန်တာဘာကျန်လဲဆိုတော့9အပေါင်း sorry အပိုင်းကိမကျန်ဘူးနော်9အပေါင်း17ကျန်တယ်9အပေါင်း17ကျန်တယ်ဟုတ်လားဒါဆိုလို့ရှိရင်6ပိုင်း9ပိုင်းဒီကွင်းကိုအရင်ရှင်းမယ်အမြကွင်းက18ဆိုတော့ အပိုင်းကိန်းနဲ့အပြစ်ကိန်းနဲ့မျောက်ရင်ဘိုင်းဝေးမှာလာမြောက်တယ်ဆိုလာမြောက်လိုက်ရော646 63 18ကဲဘိုင်းဝေးအချင်းချင်းမြောက်ဘိုင်းစီရတက်ဆိုတော့တက်ကရေးစရာမလို့93 55ကဲရသွားရောဟုတ်လားဘာမှလည်းမခက်ပါဘူးအဓိကစီမင်းသည်ဒီဘက်ကဒီလိုမျိုးညီမြချင်းပေးထားတဲ့စီမင်းမှာအဲ့လိုစီမင်းညီမြချင်းပေးထားလို့ဒီဘက်ကဟိုမိခေါ်ထဲမှာဒီဘက်ကပုံစံပေးရင်ဒီဘက်ကိုပြောင်းတွေ့ ဒီဘက်ကပုံစံပြီးဒီဘက်ပြောင်းသွက်လိုက်ဒါဆိုရင်လွယ်လဲလွယ်သွားမယ်အပြေရတာမြန်တယ်ဟုတ်ပြီနော်နောက်ခုနဘခုနကညာဘက်တွင်ပြထားတော့ဒေါမန်စတူဂန်တို့ဤဒုတွေကိုရှာပါတယ်ဒီဒေါမန်စတူဂန်တို့ရဲ့ဒုတွေကိုရှာပါမယ်ဟုတ်ပြီနော်အဲ့ဒီခါကျတော့ဆမရောကဒုတဲ့ချရတဲ့ပုံသင်နည်းကိုသိရမယ်ဒုတဲ့ချရတဲ့ပုံသင်နည်းကဗာလဲအလျားအမြောက်အနံအမြောက်အမြင့်ပေါ့နော်ကဲဒါဆိုကြည့်အောင်ပေးထားချက်ကိုအရင်ဆုံးကြည့်မယ်တရားဒေါမန်စတုဂန်တုံး နေတော့မစတုကန်လုံးရဲ့ဒုတဲ့ရှာကျင်တော့အလျားသိရမယ်အနံသိရမယ်အမြင့်သိရမယ်အဲ့တော့ကိုကမသိဘူးဆိုလို့ရှိရင်အရင်ဦးဆုံးအမြင့်ကိုသာရှာလိုက်တော့ဒါအမြင့်ပဲဟုတ်လားဒီအောက်ကနေပြီးတော့အပေါ်ကိုထောင်တက်နေတာဒီအမြင့်ပဲဒါဆိုအမြင့်ဒီဘယ်လောက်လဲ3ပိုင်း2ပိုင်းမီတာနောက်မစတုကန်လုံးရဲ့အမြင့်3ပိုင်း2ပိုင်းမီတာကိုကမသိလို့ရှိရင်လွယ်တာနဲ့စရေးလိုက်နော်ဒီမှာအလျားနဲ့အနံနဲ့အလျားနဲ့အနံမှာဒါဒီအလျားနော်ရှေးတာဒီအလျားဟိုဘက်က ဒါဒီအနှံ9ပိုင်း9ပိုင်းဒီအနှံဆိုတော့အလျားဒီဘယ်လောက်ရှိလဲ3ပိုင်း4ပိုင်းမီတာရှိတယ်အနှံဒီ9ပိုင်း9ပိုင်းမီတာရှိတယ်ရပြီနော်ကဲဒါဆိုရင်ဆရာတို့ဟာအလျားအနှံအမြင့်ကိုတည်သွားလို့ရှိရင်လိုချင်တာဘာလဲဆိုတော့ Downman Stugan Don't eat ဒုတယ်ကိုလိုချင်တယ်ဆိုတော့အရင်ဦးဆုံးပေးထားချက်တွေရေးမယ် Downman Stugan Don't eat အလျား3ပိုင်း sorry 4ပိုင်း3ပိုင်းမီတာ တောင်ပိုင်းစုကန်တုံးရဲ့အနက်9ပိုင်း9ပိုင်းမီတာတောင်ပိုင်းစုကန်တုံးရဲ့အမြင့်3ပိုင်း2ပိုင်းမီတာကဲဟုတ်ပြီ3ခုသိသွားပြီဆိုလို့ရှိရင်ဆရာမတို့လိုချင်တာကတောင်ပိုင်းစုကန်တုံးဤဒုတယ်မြင်ရချင်း question mark တောင်ပိုင်းစုကန်တုံးရဲ့ဒုတယ်ရှာတဲ့ပုံတင်နီးကအလျာအမြောင်အနက်အမြအမြင့်ဟိုရှိကဆရာမရှင်းခဲ့တော့ကတော့ဆရာမကအမြင့်လေးပဲသွားလိုက်တာဒါအလျာဒါအနက်အမြင့်ဒါအမြင့်ဆိုပြီးတော့မှအလျာအမြောင်အနက်အမြအမြင့်ဆိုပြီးတော့မှဒီတိုင်းလေးပဲမြောက်ခဲ့ပေးချက်တွေကိုကလေးလေးကိုယ်တိုင်ရေးရမယ်လို့ပြောထားဒီတစ်ခါတော့ ဆရာမကဒီအမှတ်ပေးစည်းမြက်အတိုင်းလေးပဲဒါပေးထားချက်တွေအရင်ရေးမယ်။ဘာလို့ရှာကြတာလဲဆိုရင်ရေးမယ်။သူ့ရဲ့ပုံသင်နည်းကိုရေးမယ်။ဟုတ်ပြီနော်။အဲ့ဒါပြီးမှအစားထိုးမယ်။အလျားဒီ၄ပိုင်း၃ပိုင်းအမြတ်အနံဒီဘလောက်လဲ။ပိုင်း၅ပိုင်းအမြတ်၃ပိုင်း၂ပိုင်းဆိုတော့အဲ့တော့ဒီမှာလည်းပဲကလေးတို့ဒီကိုမြောက်ချင်တာကိုအရင်ဦးဆုံးမြောက်လို့ရတယ်။ဒါမှမဟုတ်ဒီ၃ခုလုံးကို၃အမြောက်၅အမြောက်နဲ့ဆိုပြီးတော့မှနော်ဒီတိုင်းမြောက်ရင်လည်းရတယ်။ ဲဒီတိုင်းဆံမတို့ဒီလိုမြောက်ကြည့်လိုက်မယ်မြောက်ကြည့်တော့အရှင်းဆုံးပုံစံပြောင်းလို့ရတာက3 3 3 3 3 net တလီ net net တလီလေးဟုတ်လားကေတာစင်မြောက်ကြည့်မယ်ပိုင်းဝင်မှာပါရှိလဲဆို9တလီ9ဆိုတော့9ရှိတယ်ပိုင်းချီမှာ9နဲ့4 14ဆို14ရှိတယ်14ပိုင်း9ပိုင်းကဲသူကမီတာလေးနဲ့ပေးထားတာမီတာလေးနဲ့ပေးထားတော့ကုဘရုံးရဲ့ဒုတယ်ဒုတယ်ရဲ့ unit ကပါလေကုဘမီတာ sorry down mass together လို့ရည်တူတယ်ဒီခုပါမီတာရပြီနော်ကဲဒါကိုဆရာတို့ကစီမင်းသုံးပြီးတွက်ချင်တယ်ဆိုရင်လည်းမရဘူးလားဆိုရင်ရတာပေါ့အဲ့တော့ဆရာမကသူ့ကိုစီမင်းလေးသုံးပေးမယ်နော်အကျန်းထဲမှာတွက်ပြပေးပါမယ်ဒါဒီတိုင်းတွက်ရင်လည်းမှန်ပါတယ်ခုနှစ်ပိုင်းငါးပိုင်းအမြောက်သုံးပိုင်းနှစ်ပိုင်းမှာဆရာမကဒီဘက်နှစ်ခုကိုအရင်မြောက်လဲဟုတ်လားဆိုတော့ဒီဘက်နှစ်ခုအရင်မြောက်တော့3945ခုနှစ်၄လီ28အမြောက်ဒီဘက်က3ပိုင်း2ပိုင်းဆိုတော့သူ့ဘာတစ်ခါလဲမြောက်သွားလိုက်မယ် နော်အချိန်မကြအောင်လို့မြင်မြန်လေးသွားလိုက်ဆိုတော့3တလေ3 5 4 5နှစ်တလေနှစ်14လေးဆိုတော့ဘာရလဲ14ပိုင်း5ပိုင်းဆိုတော့ရဘလို့အတွက်အတွက်အတူတူပဲနော်အဲ့ခါကျတော့ဆမ်မရတော့စီမင်းကိုဘာလို့တုံးလိုက်တာလဲဆိုတော့အပေါ်မှာစီမင်းပု္ပ္ပာတွေတွက်လာတာမို့လို့ဒီလိုမျိုးစီမင်းတုံးပြီးတော့လဲတွက်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုဆင်မပြောပြပေးထားတယ်တော့တကယ်တော့သူကစီမင်းတုံးနေကျင်တယ်ဒါကြောင့်မို့လို့စီမင်းပု္ပ္ပာပြီးမှပဲသူ့ပု္ပ္ပာလာတာအဲ့ဒါကြောင့်မို့လို့ဒါစီမင်းတုံးနေကျင်လို့အဲ့လိုပုံစံ ဖြစ်တာဟုတ်ပြီနော်အဲ့တော့ဒီမှာစီမင်းကိုလည်းကြိုက်တယ်လို့တော့ဒီဘက်မှာနောက်တာနောက်ကနှစ်ခုမြောက်ချင်လဲမြကိုကြိုက်တဲ့နှစ်ခု၄ဘိုင်း၃ဘိုင်းနဲ့၃ဘိုင်း၂ဘိုင်းနဲ့မြောက်ချင်တပါဆိုလဲမြနော်ဘယ်လိုမြောက်မြစီမင်းသုံးလိုက်ရင်လည်းရတယ်မသုံးချင်ဘူးဒီလိုမြောက်ချင်လဲရတယ်နော်ကိုရဲ့တဘောဒါဆိုရင်တော့ဒီသင်ငန်းစာစင်မတို့ဒီ160က မရဘူးဆိုရဲကလေးတွေကဒီလောက်ဆိုရင်တော့ရသွားတော့ပါပြီ။တစ်ခါလဲရှင်းပြပေးပြီးမလို့ကလေးတို့ကဒီဟာဒီဗီဒီယိုကြည့်လို့နားမလဲရှေ့ကဗီဒီယိုကိုလည်းထပ်ပြီးကြည့်ပေးပါနော်။အဲ့တော့နားမလဲတာရှိလို့ရှိရင်လည်းခဏခဏတော့ကြည့်ပေးရလိမ့်မယ်နော်။ဆင်မဗီဒီယိုအစ်တတွေထက်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 ပြီးတော့လုပ်ဖို့ကြတော့အချိန်လည်းမရှိတာမို့လို့ဟိုတချို့အရာတွေကိုတော့နှစ်ခေါက်သုံးခေါက်လောက်တော့ကြည့်ပေးပါရှင်။ကျေးဇူးများရေးတင်ပါတယ်။